hello အားလုံးမင်္ဂလာပါနော်အဲခုတစ်ခါကလေဒီမှာကွန်မန့်လေးမှာတွေးလိုက်လို့ပေါ့နော်တချို့လေးတွေအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့အဲကံအခြေအနေလေးတွေကိုပေါ့နော်သိချင်တယ်ပေါ့နော်အဲအဲ့အတွက်ကြောင့်အခုကအိမ်အောင်ရှင်လေးတွေအိမ်အောင်တယ်လေးတွေအတွက်ပေါ့နော်သူတို့တွေရဲ့ပြောမစင်တော့ကွာအခုဒီတစ်နှစ်စာလို့ပဲပြောရမလားအဲတစ်နှစ်စာဓမ္မမွင့်ပေါ့နော် near future ပေါ့ကွာတည်ရမလားဒီ၃လအတွင်း အဲ6လအတွင်းတစ်နှစ်အတွင်းအဲ့လိုမျိုးကာလလေးပေါ့နော်ဒီကာလလေးမှာဘလို့ကန့်အခြေအနေလေးတွေရှိလာတယ်လဲဆိုတာလေးတွေကိုအဲပြောပြပေးမှမှာဖြစ်ပါတယ်။ကိုကနည်းနည်းလေးစဉ်းစားပြပြလှုပ်ပေးထားတယ်နော်။ဘာလို့လဲဆိုတော့အင်းရှိမှာခေပန်းနေရလေကျွေနေတဲ့ခါကျတော့နှမျောတော့လေခေပွင့်လေးကောက်ထားတာလေးတွေကိုဒီလိုလေးဒီလိုလေးပုံဖော်ပေးထားတယ်။အဲ့တော့ဒါလေးကစာကဲလေးပေါ့နော်စာကဲရှိတ်လေးခေပန်းလေးနဲ့လှုပ်ထားတာ ရီစာကယ်ရှိတ်လေးကတော့ပိုင်ဝမ်လို့ပဲပြောရမှာပေါ့နော်ပိုင်ဝမ်ဒီခီဗန်စာကယ်ရှိတ်လေးကိုရွေးတဲ့သူကပိုင်ဝမ်လေးတွေပါဒီမှာကျတော့ heart shape လေးနော်အဲကိုရီးယားလို့ဆို heart to heart to heart shape ပုံစာကယ်ဒီခီဗန်ပွင့်လေးပေါ့နော်ဒီ heart shape လေးနဲ့စာကယ်ရှိတ်လေးနဲ့အဲ့တော့ကိုကြိုက်တဲ့ပုံစံလေးကိုရွေးလိုက်နော်ကိုကဝိုင်းကလေးကြိုက်လားကိုကဒီ အသေးပုံလေးကြိုက်လားကိုကြိုက်တဲ့ပုံတံတန်းလေးကိုရွေးလိုက်ပါကိုပြီးွားရင်အဲကိုရွေးထားတဲ့ပိုင်းလေးကိုနားထောင်ပေးပါเนาะအဲ့တော့ခဏလောက်ရွေးလိုက်เนาะ အလုံးရွေးလို့ပြီးသွားပြီလားရှင်ရွေးလို့ပြီးသွားပြီဆိုရင်အမားကပေါ့နော်ဒီစကက်ရှိတ်လေးကိုရွေးထားတဲ့သူလေးတွေအတွက်နော်အဲရီဒင်းလေးကိုကြည့်ပြီးမှဖြစ်ပါတယ် ော့အရင်အရှိကြီးတော့မဟုတ်ဘူးပေါ့နော်။အဲ short reading ပုံစံလေးပါ။อืมဒီနေ့ထဲမှာနော်အဲဒီအိမ်အောင်ရှင်လေးတွေကအဲဒါ January တင်လို့ပဲပြောရမှာပေါ့နော်တိရမနာကိုအိမ်အောင်ရေးမှာပါဠိတွေဂျုံလာရဖို့ရှိလဲငွေကြီးပိုင်းတွေရအစအလောက်ကင်ပိုင်းတွေရအစအဲ့ဒီသဘောလေးတွေကိုခြိပေးတာဖြစ်တယ်နော် ော့ဒီနှစ်ထဲမှာเนาะဒီနှစ်ထဲမှာအဲကိုးစီမှာပေါ့ကွာဒီဒါဆိုရင်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်လည်းကွာဒါဘာပဲဖြစ်ဖြစ်อืมဟိုကိုးအတွက်ပေါ့နော်ဒီမိကောင်းဆွေကောင်းတွေရမယ်အလောက်ကိုင်းနေဆိုလည်းကွာတိရမလားတူတူပေါ့နော်အဲ့လိုမျိုးပူပေါင်းပြီးတော့ဆောင်ရွက်ရတာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးပိုင်းလေးတွေမှာရှိတယ်မှာဒါကအခုကြည့်နေတဲ့သူလေးကအမျိုးသမီးလေးဆိုလည်း ကိုလုပ်တဲ့လုပ်ငန်းဒီမှာပေါ့နော်အဲ့လိုမျိုးလေးတွေအဲအဆင်ပြေမယ်ပေါ့ကွဲတည်ရမလားနော်မိတ်ဆွေတည်တည်ရတာမျိုးတွေဒါမှမဟုတ်လေကိုယ့်ရဲ့ဒီလုပ်ဖို့ကိုင်းပတ်တင်နဲ့တူတူပေါ့နော်ဒီစူးစားရတာမျိုးတွေနော်ပြီးတော့ဒီမှာ three hour coin ဆိုတဲ့ energy ရပေါ့နော်ငွေကြီးပိုင်းလေးတွေမှာလည်းပို့ပြီးတော့အဆင်ပြေလာတာမျိုးလေးတွေပေါ့နော်အဲ့လိုသဘောမျိုးလေးတွေရှိမယ်လို့တော့ခံစားမိတယ်ဒါကကြည့်နေတဲ့သူကယောက်ျားလေးဆိုလည်းထူးနီး၎င်းပဲပေါ့နော်ဒီလိုပုံစံလေးပေါ့အိမ်တော်ကြီးမှာတော့ပေါ့နော်ဒီနှစ်ယောက်ကတော့ပြောမယ်ဆိုရင်တော့ဒီမှာ ဒီနေ့တည်းမှာတော့ငွေရေးကြေးရှပ်ဖွေတာလေးတွေเนาะဒါအဆင်ပြေမယ်ဆိုတော့နမိတ်လေးတွေ9 knot coins ဒါဆိုရင်ကွာအခုကြည့်နေတဲ့သူလေးကယောက်ျားလေးဖြစ်တဲ့ဆိုရင်ကွာအာဒါပါပဲဖြစ်ဖြစ်ပေါ်တော့ကိုကတည်းမှာအမေအမ်မအလုပ်လုပ်တယ်နော်လုပ်တယ်နဲ့ပတ်သက်ပြီးတော့ပြောရဆိုရတာဒီစသဖြင့်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေပြောရှင်နေတဲ့နမိတ်လေးပေါ့နော်အဆင်ပြေနေတဲ့နမိတ်လေးတွေကိုဒီမှာမြင်ရတယ် အဲ့တော့ငွေကြီးအဆင်ပြေသလိုပေါ့နော်အိမ်အောင်ရေးကလည်းပါရှိပြီသူ့အနေနဲ့သူကတော့အဆင်ပြေမယ်လို့ဆိုတဲ့ energy ကိုတော့ခံစားမိတယ်ဒါပေမဲ့တကူတော့သတိထားမှာကဒါကတော့음ကြည်နေတဲ့အိမ်အောင်ရှင်မလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒီမှာနော်စေးချတာတွေပေးစေးတွေ80% 80%နဲ့တွေ့လားအာငွေရရတာတော့ရမယ်နော်ငွေရေးချေးရေးတွေကဒီမှာ ရတာတော့ရမယ်နော်ကိုကိုမျောလင်းထားသလိုမျိုးလေးကိုလိုချင်တဲ့အမောင်းနေရတာတော့ရမယ်ကိုရှာရင်ရှာသလိုရလာပြီမဲ့ဒီမှာပြန်ထွက်တတ်တယ်အားလေးတော့တည်တာနော်ဒီနမိတ်ရတော့ပြန်ထွက်တယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲ့လိုမျိုးပြန်ထွက်တဲ့ခါကျတော့ကိုကကွာဒီရီကိုပေါ့နော်ပြမစင်ဝယ်ရမလားမဝယ်ရဘူးလားဆက်သပြီးအဲ့လိုမျိုးလေးတွေပေါ့နော်အတွေးလေးတွေဝယ်ခြင်းတဲ့စိတ်ကလည်းများနေတယ်ဝယ်ရင်လည်းပတ်စံနေကုန်သွားမှာပေါ့နော်ဆက်သပြီးအဲ့လိုမျိုးလေးတွေအတွေးများနေရမျိုးလေးတွေလည်းဖြစ်တတ်တယ်နော် အဲ့တော့ဘာဖြစ်ဖြစ်အမကတော့အကြံပေးရမှာဆိုရင်တော့အရင်ကြီးတော့မဝယ်နဲ့ကိုတကယ်လိုရဆိုရင်တော့ဝယ်တကယ်မလိုအပ်တဲ့ဟာမျိုးတွေဆိုရင်တော့စေးချတိုင်းတော့မဝယ်နဲ့ပေါ့နော်ဒီနှစ်ဒီမာလင်းတိလားဟိုနည်းနည်းတော့ဒီ energy ရတော့กว่าတိလားဒီအရှိပိုင်းမှာအဆင်ပြေရဆိုပြီးမဲ့လေလေဟွန်းနည်းနည်းတော့တစ်ခါလေးကြာရင်กว่าတိရမလားနည်းနည်းစိတ်ပင်ပန်းရမယ်အရာလေးကြီးလေကျုံသွားတတ်တယ်ဒီပိုင်းလေးကိုယူရတဲ့သူလေးတွေလေ ဒီမှာဆိုရင်နိုင်တော့ဆွဲအနိုင်ချင်ရတယ်မှာ8တယ်8ပြော်ပြီးမဲ့လဲအိမ်မဆိုးတွေမတ်တာမျိုးတွေဒီကမလားခဏခဏလန့်နိုးတာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးရင်လည်းဂျုံရတတ်တယ်အဲ့တော့ဘာပဲရှိပြီပေါ့နော်စိတ်ဖြစ်စီမှုတွေအကယ်၍ပေါ့နော်လောလောကန်ရဲ့ပတ်သက်တာတွေဒါနောက်ပိုင်းကာလတွေလို့တော့မမတို့ခံစားမိတယ်ဒီအရှိန်ပိုင်းကာလလေးတွေမှာတော့ အဆင်ပြေလာပေမဲ့နောက်ပိုင်းကာလလေးတွေပေါ့နော်ဒီနှစ်ကုန်ကနေပိုင်းလေးတွေမှာနည်းနည်းပေါ့နော်ဒီလိုမျိုးတစ်ခါလေးကြာရင်လည်းအသုံးကျမ်းသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေဒါကကျတော့အသုံးကျမ်းတာမျိုးမဟုတ်ပေမဲ့လည်းပေါ့နော်တခြားသောကိစ္စတွေလည်းပေါ့နော်နည်းနည်းလေးရှုပ်ထွေးတာမျိုးတွေပြဿနာလေးတွေဖြစ်တာမျိုးတွေရှိရဆိုရင်တော့ပေါ့နော်ဒီလိုကိစ္စလေးတွေနဲ့ကိုကအဲနည်းနည်းပင်ပန်းရတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလို ကာလလေးတွေမှာတော့နည်းနည်းတော့သတိထားပေးပါ တခါလေကြရင်ဒါကဟိုအင်တော်အင်းနဲ့ပတ်သက်ပြီးတော့ဗောနော်နည်းနည်းစိတ်ပင်ပန်းရတာမျိုးလေးလည်းဖြစ်တာမျိုးလေးလည်းဖြစ်တယ်တဲ့ဒါပေမဲ့အမဒီ energy ရဲ့ခံစားရတာတော့နှစ်ယောက်ကြားမှာတော့ဟိုဘယ်လိုပြောမလဲဒီအဆင်မပြေမှုတွေနှစ်ယောက်ကြားမှာရှိတယ်ဗောနော်အဆင်မပြေမှုလို့တော့အမတော့မခံစားမျိုးဘယ်လိုမျိုးပဲခံစားမျိုးဆိုဒီအလောက်ကင်ပိုင်းငွေကြီးကြီးပိုင်းဆက်သဖြင့်ဗောနော်အဲ့လိုအပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပြေစီမှုများတာတွေ ဖြစ်လာနိုင်တယ်လို့တော့အဲ့လို energy မျိုးကိုတော့ပုံပြီးတော့ခံစားမိတယ်เนาะအဲ့တော့ပြောချင်တာကဒီပိုင်းလေးကိုရွေးတဲ့သူလေးတွေကဟွန်းဘယ်လိုပြော energy ကအဲကောင်းတာလေးတွေရှိနေသလိုနည်းနည်းလေးပေါ့เนาะစိတ်ပင်ပန်းရတာလေးတွေလည်းရှိနေတဲ့အခါကျတော့လေအဲဒီလိုမျိုးပေါ့เนาะဒီအခက်အခဲတွေနည်းနည်းစိတ်အဆင်ပြေမှုလေးတွေနည်းနည်းလေး stress တွေပေါ့เนาะဒီမျိုးစိတ်ထိစီးမှုလေးတွေကြုံလာရတယ်ဆိုရင်တော့ပေါ့เนาะဘာပဲဖြစ်ဖြစ်အကောင်းဆုံးကြော်ဖြတ်ပေးပါ နော်အကောင်းဆုံးကြော်ဖြတ်ပြီးတော့ဗောနော်ဒီကျင့်ကြံခံရင်ဆိုင်ပေးပေါ့ကွာအဲ့လိုအဲ့လိုမျိုးအမပြောကျင်တာသိလားနော်ဟိုအရှိမလဲကိုကငငွေငွေကြီးတွေကအဆင်ပြေတယ်ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဗောနော်ကိုတုံးရင်လုံးရင်လုံးတို့ရနေတာပဲဆိုပြီးတော့ဟိုဗောနော်နည်းနည်းဒီပေးပြီးတော့ဗောနော်ငွေကြီးကိုမစီစစ်ပဲနဲ့တုံးလိုက်မိတာလေးရှိရယ်ဆိုရင်လည်းပဲအဲ့ဒါလေးတွေတတိထားပေးဗောနော်နောက်ပိုင်းလေးတွေမှာ အစင်မပြေတာမျိုးလေးဖြစ်တယ်ဒါမှအခုဥမဒီမှာဆွဲလိုက်တာပေါ့နော်ကလေးတကယ်ထပ်ဆွဲကြည့်လိုက်တဲ့အချိန်မှာတော့အဲအရင်ကြီးတော့စိတ်မပူပါနဲ့နော်ဒီမှာဆိုရင်01 energy ရဒီလိုကာလလေးတွေနည်းနည်းစိတ်ပင်ပန်းရတာလေးတွေကြုံသွားပြီးတော့ကောင်းကောင်းရင်ဆိုင်နိုင်မယ်ကြော်ဖြစ်နိုင်မယ်ဆိုရင်တော့ energy တွေကပြန်ပြီးတော့ကောင်းလာလိမ့်မယ်နော်ဒါမှဆိုရင်ဒါတခုခုကိုယ့်ရဲ့ project လေးတွေအောင်မြင်သွားတာမျိုးလေးတွေဒီမှာဆိုရင်ဗာရေးထားရပါလိမ့်ဟွန်းဖတ်လို့လည်းမရအောင်ဒီကဟာဗာလဲလို့ဖတ်ကြည့်တာ နော်ဘာဖြစ်ဖြစ်အောင်မြင်တဲ့သဘောမျိုးလေးတွေပေါ့နော်စစ်တော်ဝါစစ်တော်ဝါဆိုတာကအာဒါတကင်းဟောပေါ့နော် battery success ဆိုတဲ့ energy ဆိုတော့လေဒီကာလလေးပေါ့နော်ဒီကာလဆိုတာဒီမှာ nine source energy ဆိုတော့လေအမ်ပြောမယ်ဆိုရင်တော့ဒီ6လပိုင်းလောက်ဖြစ်ဖြစ်ပေါ့နော်ဒီဒါတနှစ်အတွင်းပြီးချင်းကြည့်တာဆိုတော့လေ6လပိုင်းဒါမှမဟုတ်ရင်9ဘတ်အတွင်းအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေမှာနည်းနည်းလေးတော့ပေါ့နော် ကြုံရနိုင်ခြေလေးရှိတယ်လို့ပြောချင်တာပေါ့เนาะအဲ့တော့ဒီမှာနောက်ဆုံးမှာတော့ဒါဘာပဲဖြစ်ဖြစ်ကြော်ဖြတ်ကောင်းကောင်းကြော်ဖြတ်ခဲ့မယ်ဆိုရင်တော့အောင်မြင်မယ်ဆိုတဲ့နမိတ်လေးကြီးလည်းရှိနေတဲ့ခါကျတော့အရင်ကြီးတော့စိတ်တော့ဟိုဟာမဖြစ်နဲ့ပေါ့เนาะတအားကြီးတော့ကိုဟာဒီ reading ဒီလိုမျိုးကြီးဖြစ်မယ်ဘယ်လိုလုံးမလဲဆိုတော့တအားကြီးတော့မကြောက်သွားနဲ့ဒါကြီးလည်းဟိုဟာမစိုးရိမ်နဲ့ပေါ့เนาะသူကလည်းသူကတော့ကောင်းကောင်းဖြည့်ရှင်းနိုင်ဒါလုံးဝဒီ energy တိုင်း အာရအားလုံးကအောင်မြင်မှုတွေရလာလိမ့်မယ်ဖြည့်ရှင်နိုင်လိမ့်မယ်အဆင်ပြေသွားပါလိမ့်မယ်เนาะအဲ့တော့ဒီနှစ်အတွင်းအင်အောင်ရေးကံလေးကတော့ဒါကောက်ပါတယ်เนาะနှစ်ယောက်ကြားမှာရှိတဲ့ energy ကတော့အမကတော့ကောင်းတယ်လို့ပဲခံစားမိတယ်ဒီခုနကပြောတဲ့ငွေရေးကြီးကြီးအပိုင်းလေးတွေစိတ်ဖြည့်စည်းစရာလေးတွေပဲနည်းနည်းလေးဂျုံရတတ်တာပေါ့နော်အဲ့ဒါလေးတွေကိုအဲ့လိုကာလာလေးတွေမှာဂျုံရတဲ့ခါကျရင်တော့နှစ်ယောက်တူတူပေါ့နော်ကြင်ကြင်ခံပြီးတော့ရင်ဆိုင်ပြီးတော့ဖြည့်ရှင်းပေးပါစူးစမ်းပေးပါအဲ့ဒါဆိုရင်တော့ ဒီအန်အဂျီရတကယ်ကိုအဲဒီနှစ်ကုန်ပေါ့နော်ဘာပဲဖြစ်ဒီနှစ်အဆုံးမှာတော့အောင်မြင်မှုလေးတွေနဲ့ရှားလက်တွေကပေါ့နော်ဘာပဲဖြစ်ဖြစ်အဆင်ပြေလိမ့်မယ်ဆိုတဲ့နှမိတ်လေးတွေကိုတော့ညီနေမိပါတယ်နော် ဒါလေးကတော့ပိုင်ဝန်းလေးပေါ့နော်အဲ့တော့ပိုင်ဝန်းလေးတွေဒါကအိမ်တော်ရေးပေါ့အိမ်တော်ရေးဆိုတော့အဲ့အိမ်တော်ဒါဘယ်လိုပြောရမလဲခွင်ဟိုဟိုအိမ်တော်ရေးမှာဘာတွေခြုံရနိုင်လဲဘယ်လိုမျိုးတွေပေါ့နော်ဒီအဖောက်ပြန်းသားတွေဘာတွေညာရေးရှိလားဘာလားအဲ့တော့ဒီကိုအဓိကကြည့်ရမှာဟုတ်ကောဟိုဘယ်လိုပြရမလဲအိမ်တော်ရေးနဲ့ပတ်သက်တဲ့ general reading လေးပေါ့နော်အလုတ်ကင်ပိုင်းစီပွားရေးပိုင်းတွေဘယ်လိုမျိုးလေးတွေခြုံရတတ်တာလေးစသဖြင့်အဲ့ဒါလေးတွေကိုအဓိကကြည့်တာပေါ့နော်ခုနကပြောသလိုဒီ ဟိုနှစ်နှစ်ယောက်အဆင်မပြေမဲ့ကိစ္စမျိုးတွေတော့အမသိမခံစားမိဘူးဥပမာကခုနကပြောလိုက်သလိုမျိုးပေါ့နော်အဲသူကပေါ့နော်ကိုကိုနောက်မှာအဲလိုမျိုးပေါ့နော်ဒီဖောက်ပြန်နေရာတွေဘာကြီးရှိလားဘာလားညာလားအဲ့လိုမျိုးတွေတော့သိမခံစားမိဘူး energy ကလေတည်လားနော်ဟိုဘာလဲဆိုတော့ခံစားမိတယ်ဆိုရင်တော့ပြောပြမှာပါဒါတကယ်ကိုကိုဒီမှာကတ်နေဖတ်နေတဲ့အချိန်မှာဟိုအဲ့လို energy မခံစားမိတဲ့ခါကျတော့လေဒါအရင်ကြီးတော့ ိုရဲ့ဒီတဖက်ပါတနာပေါ့နော်ကိုအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အရန်ကြီးစိတ်ပူစရာတွေတော့မရှိပါဘူးလို့နော်ဒါပါပဲဖြစ်ဖြစ်ဒီနှစ်တွင်မှာဒီလိုမျိုးလေးပဲနှစ်ယောက်ကအတူတူအဲကြုံဖြတ်သွားမယ်အတူတူအဲအတူတူစူးစမ်းသွားမယ်ဆိုတော့နမိတ်လေးတွေကိုပဲအဓိကထားပြီးတော့မြင်ရတာဖြစ်ပါရဲ့နော်အဲတော့ဒါလေးကပိုင်ဝန်းလေးပါရှင်အဲနောက်ထပ်ပေါ့နော်ဒီလိုမျိုးအင်အောင်ရေးရခန်းချင်းနေလေးရေလဲအဲဂျူချာဂျူချာတင်ပေးသွားပါမယ်နော်အဲပိုင်ဝန်းလေးတွေဒီဗီဒင်းလေးကိုသဘောကျမယ်လို့တော့ မျှော်လင့်မိပါတယ်အကဲ၍သဘောကျတယ်ဆိုရင်အဲ like and comment လေးတွေနဲ့အဖေးကြပါဦးနော်ကျေးဇူးတင်ပါတယ်အဲ့တော့ပိုင်တူးလေးတွေเนาะပိုင်တူးလေးတွေကိုတစ်ချက်ကြည့်ရအောင် ခံတူးလေးရာဆလာတယ်ရပတ်စံလေးရလွန့်ထွက်ဟမ်ပတ်စံလေးရကိုးစီကနေထွက်နေရလားဘလို့လေးတော့ အဲ့တော့ပိုင်တူးလေးနော်ပိုင်တူးလေးဒီမှာဗာလေးမြင်ရလဲဆိုတော့အရင်ကအမမြင်ရတဲ့ energy ကတော့ဒီမှာอืมတူလာပိုင်ဝမ်းလို့ပဲပိုင်ဝမ်းမှာလည်းနည်းနည်းအဲ့လိုမျိုး energy လေးတွေ့လိုက်ရတယ်ဒီမှာလည်း fight of coin နော် save post တွေဒါဆိုရင်ဒါ တာအိမ်အောင်ရှင်မလေးပဲဖြစ်လိမ့်မယ်နော်အိမ်အောင်ရှင်မလေးအိမ်အောင်ရှင်မလေးရေဒီနေ့ထဲမှာတော့ဘောနော်ပစံလေးနည်းနည်းထွက်ကိန်းလေးတွေရှိတဲ့အတွက်ကြောင့်အဲဝယ်တာချမ်းသာလေးတွေကိုနည်းနည်းသတိထားပေးပါနော်နဲ့တိထားပေးပါလို့ပြောချင်တယ်ရန်ကြီးပေါ့နော်ဒီ discount တွေချတိုင်းလည်းမဝယ်ပါနဲ့လို့နော်အဲ့လိုမျိုးလေးကိုရင်ဦးဆုံးမြင်ရတယ်အဲ့တော့ဒီမှာပေါ့နော်ဒီနှစ်အတွင်းမှာတော့อืมပြောမယ်ဆိုရင်တော့ ဒါပါပဲဖြစ်ဖြစ်ဒီမှာဆိုရင်လည်းကွာတိလာဒါငွေကြီးကြီးအလုတ်ကင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့တော်တော်လေးတော့အဆင်ပြေမယ်ဒီမှာဆိုရင်လည်းမအဆုရှယ်ယာတွေလားမသိပါဘူးဘာတွေလဲအဲအဲ့လိုမျိုးတွေပေါ့နော်အဲအဲ့လိုမျိုးတွေဒီမှာကတကယ်ဟိုစမတ်ကြကြလေးနဲ့နော်ဒါမှစတာရီရှယ်ယာတွေထိုးတက်နေလားမသိဘူးကြည့်ရတာလေအဲဒါပါပဲဖြစ်အဆင်ပြေမယ်ကွာတိတယ်မလားဒါအင်းအောင်ရှင်းဒါကအင်းအောင်တဲ့မျိုးသားလေးပေါ့နော်မျိုးသားလေးကကိုယ့်ရဲ့ဒီလုံငန်းကန်ငန်းနေလဲအဆင်ပြေသလိုမျိုး ကိုရဲ့ဒီပေါ့နော်မိသားစုကိုလည်းပဲကောင်းကောင်းကိုပေါ့နော်ဒါ supporting လုပ်ပေးနိုင်မှာဆိုတဲ့ energy တွေဒီနှစ်ထဲမှာရှိနေပါရဲ့နော်ကောင်းပါလေပါပဲဖြစ်ဖြစ်ပေါ့နော်အတော့ဒီကိုမျိုးသားလေးကပေါ့နော်ဒီလိုမျိုးငွေကြေးပိုင်းမှာအလုပ်ကံပိုင်းမှာတေချာလေးစူးစမ်းနေတဲ့အချိန်မှာမျိုးသမီးလေးကတော့ငွေကြေးကိုကောင်းကောင်းလေးစီမံပေးပါအဲပြီးွားရင်ပေါ့နော်ဒီလိုမျိုးတွေတော့နောက်ကနေပေါ့နော်ပတ်စံလေးထွက်အောင်တော့မလုံနေပေါ့နော်အဲ့လိုသဘောပြောချင်တာဟုတ်ပြီလား တော့ဘာဖြစ်ဖြစ်ဒီလိုမျိုးလေးသာအဆင်ပြေပြေသွားမယ်ဆိုရင်တော့ဘောနော်ဒီဒီနှစ်တွင်းမှာတော့ကောင်းပါတယ်နှစ်ယောက်ရဲ့ energy ကလည်းအဲဘောနော်ဒီအဆင်ပြေမယ်ဆိုရင် energy မျိုးတွေကိုလည်းမြင်နေရတယ်နောက်ပြီးတော့ဒီမှာဒါကတော့နည်းနည်းလေးတော့ဝင်တော့ဝင်ပူများတဲ့ကိစ္စလေးတွေအလုပ်များတဲ့ကိစ္စလေးရောဒီနှစ်ထဲမှာကြုံရတတ်တယ်อืมပြောချင်တာပေါ့เนาะဒီလိုမျိုးငွေကြီးပိုင်းရပေါ့เนาะအဆင်ပြေဖို့အတွက်ဆိုရင်အဲ ကိုပဲဖြစ်ဖြစ်အခုကြည့်နေတဲ့အကဲမျိုးသမီးဆိုလည်းမျိုးသမီးလေးပဲဖြစ်ဖြစ်ပေါ့နော်မျိုးသားဆိုလည်းမျိုးသားလေးပဲဖြစ်ဖြစ်ဒီနေ့တည်းမှာတော့အလုပ်တွေတော့တော်တော်များလိမ့်မယ်နော် အလုပ်ကင်ပိုင်းမဆိုင်ရမှာတော်တော်လေးပေါ့နော်ဒီနည်းနည်းလေးအလုပ်ရှုံ့မဲ့ကိစ္စလေးတွေတော့ရှိလိမ့်မယ်အဲဒါမှမဟုတ်အဲ့လိုမျိုးကိစ္စလေးတွေရှိတဲ့အခါကျတော့ကောင်းကောင်းကြော်ဖြတ်ပြီးပေါ့နော်ကောင်းကောင်းစူးစမ်းပြီးတော့လုပ်ပါဒါမှသာဒီရှေ့ရလို energy တွေနဲ့ဘာပဲဖြစ်ဖြစ်အဆင်ပြေပြေရှိမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုနမိတ်မျိုးလေးတွေတော့မှတော့ခံစားမိပါတယ်อืม အဲ့တော့အဲအမစကားပြောနေတယ်များမြန်နေလားမသိမြန်နေတယ်ဆိုရင်တော့ sorry ပါနော်ဟိုအလိုရခိုင်ချင်ပြောရင်ပြောရင်လည်းမြန်သွားတယ်လို့ပါအဘာကြီးပြကောင်းပါတယ်နော်နှစ်ယောက်ချမ်းမှရှိတဲ့အခြေအနေကလည်းဒီမှာဆိုရင်ကောအာစရကအနာဂျီလေးရမှာကောက်ခုံနေကြရပေါ့နော်ကောက်ခုံပျော်ပျော်ရွှင်နေကြရဆိုနှစ်ယောက်ရဲ့ဒီပေါ့နော်အင်တောင်ရေးချီနေလေးရလဲပေါ့ကွာอืมဒီနှစ်ထဲမှာ တတရရလေးပဲရှိမယ်လို့ပဲခံစားမိရတယ်။ဒီမှာကခုံနေတဲ့နမိတ်လေးရောင်မှပြနေတာဆိုလို့ပြောချင်တာကတော့ဒီမှာဆိုရင်အဲတယောက်ကိုတယောက်ကြည့်ရမှာခါကြရင်ဒီလက်ဆောင်လေးတွေပေးတာမျိုးလေးတွေလှုပ်ပေးသီလားနော်။ဟိုမိန်းမကယောက်ျားကိုပေးမှယောက်ျားကမိန်းမကိုပေးမှအဲ့လိုမျိုးမဟုတ်ဘူးကွာသီလား။ဘသူပဲပေးပေးပေါ့ကွာတဲ့မှာဒါကိုယ်ရီနှစ်ယောက်ရဲ့ပေါ့နော်။ဒီတယောက်ကိုတယောက်ချစ်ချင်းလေးတွေကိုဖော်ပြတဲ့သဘောမျိုးလေးပေါ့နော်။အဲ့လိုမျိုးလေးလှုပ်ကြည့်ပေးပါ ဲ့လိုဆိုရင်တော့ပေါ့နော်ပို့ပြီးတော့ပျော်ရွှင်ရတဲ့နှွေးထွေးရတဲ့ပုံစံမျိုးလေးတွေကိုခံစားရလိမ့်မယ်နော်อืมကောင်းပါတယ်ဒီဒီပိုင်တူးလေးကိုရေးတဲ့သူလေးတွေ energy လေးရတယ်ကောင်းတယ်နော်အမကတော့ဒီ energy အကုန်လုံးကိုသဘောကျတယ်ဒီအလုံးနည်းနည်းများတယ်ကိစ္စများမြောင်ပေါ်တော့အဲ့လိုမျိုးတွေဖြစ်တာလွယ်ပြီးတော့ကျန်တာကောင်းတယ်တော့အမျိုးသမီးလေးအနေနဲ့လည်းဒီမှာသတိပေးထားသလိုမျိုးပေါ့နော်အနံငွေကြီးတွေတော့တိချာလေးစီစီဆက်ဆက်လေးသုံးမှအရန်ကြီးပေါ့နော်ငွေကြီးတွေကို ထွက်အောင်တော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလေးတော့ဂယူဆိုင်စီခြင်းပါတယ်อืมအော်ဒါလေးကပေါ့နော်ဒါပိုင်တူးလေးပေါ့နော်ပိုင်တူးလေးကိုရွှေရည်သူလေးရဲ့ဒီတစ်နှစ်စာအတွင်းအိမ်တောင်ကြီးရဲ့ပေါ့နော်ကံအခြေအနေလေးတွေကိုကြည့်ပေးထားတာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အားလုံး overall ကြည့်လိုက်မယ်ဆိုရင်တော့ကောင်းတယ်နော်အဆင်ပြေမဲ့နမိတ်လေးတွေဖြစ်တဲ့အတွက်ကြောင့်အဲကျူးကျူးဆော့ဆာလေးနဲ့ပေါ့နော်နှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်လေးဒီတစ်နှစ်တာလုံးကိုကွန်ဆုံသွားဖို့အတွက်အမကောင်း ပြောချင်တယ်နော်အလိုလိုလေးဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်အဲ့တော့ဒါကတော့ပိုင်ထူးလေးပေါ့နော်ကဲဒီအသေးပုံလေးကိုရေးတဲ့ပိုင်ထူးလေးအတွက် January တင်လေးပေါ့နော်ဒီလိုမျိုး reading လေးကြီးလဲပေါ့เนาะကြိုကြာကြိုကြာလေးတော့တင်ပေးသွားပါမယ်အခါကျရင်လဲအဲအားပေးကြပါအောင်เนาะဒီ reading လေးကိုသဘောကျတယ်ဆိုရင် like and comment လေးတွေနဲ့အမားကိုအားပေးပါအောင်เนาะခုလိုမျိုးနားထောင်ပေးတဲ့အတွက်လဲကျေးဇူးများကြီးတင်ပါတယ် see you ပါ bye bye